်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်မှာတနေ့ကကလေးငယ်တွေဟာတနေ့ကြောက်ကြတဲ့အထိကာကွယ်ဆေးထုတ်နိုင်မှုမရှိသေးတဲ့အတွက်ကျမရေးစိုးရင်လာရတယ်လို့ကလေးမိခင်တွေကပြောပါတယ်ကလေးငယ်တွေကိုကာကွယ်ဆေးထုတ်ဖို့ဆေးပြတ်နေတာကြောင့်ကာကွယ်ဆေးမထိုးရတာဖြစ်ပြီးမကာကွယ်လိုက်ရတဲ့ယောဂါတွေဖြစ်မှာကိုစိုးရင်ရတဲ့အတွက်ကာကွယ်ဆေးထိုးပေးနိုင်ဖို့မျှော်လင့်နေတယ်လို့ကလေးမိခင်တယောက်ကပြောပါရယ် တနည်းအားကလေးငယ်တွေကိုလာအလိုက်ထုံးနှံပေးရတဲ့ဝတ်သက်စုံစုပ်စညာမေးခိုင်ဂျပန်အုံနောက်ရောင်ပိုလီယိုစတဲ့ကာကွယ်ဆေးတွေကိုမထိုးပေးနိုင်တာလို့ဆိုပါတယ်။ပပျားလူနေပါဖြစ်နေတဲ့ရောဂါလက္ခဏာအမျိုးအစားတွေဟာအခုလိုကာကွယ်ဆေးနှိရှေမထိုးနှံနိုင်တဲ့အတွက်ပြန်လည်ပေါ်ပေါက်လာမှာကိုစိုးရင်ရတယ်လို့ကျန်းမာရေးဝန်ထမ်းတစ်ယောက်ကပြောပါတယ်။ရခိုင်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီးကာကွယ်ဆေးပြတ်တောက်နေတာ ကျမရဲ့ခဏမလဲပတ်နိုင်တော့တာတွေကြောင့်ကလေးငယ်တွေကိုကာကွယ်ဆေးပုံမှန်ထုံးနှံမှုဟာရပ်တန့်နေတာဖြစ်ပါတယ်ခင်ဗျာမကွေးတိုင်းရေစကြိုမြို့နယ်ရေလဲကျွန်းဒေသကကျေးရွာနေရကိုမတ်လ6ရက်မနက်ပိုင်းမှာစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ရေစကြိုမြို့နယ်ရေလဲကျွန်းဒေသကတာကောင်လေးကျေးရွာနဲ့ဇယက်နေကျေးရွာကိုမတ်လ6ရက်မနက်8နာရီကျော်လမှာစစ်ကောင်စီတပ်စစ်ကြောင်းကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါဗျ။ ဇယက်ညီကြွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုံးမွေနောက်နေရာဖြစ်လို့စစ်ဘေးတင်းရှောင်နေရတဲ့အတွက်အင်ဂျီဘလမီလောင်ကျွမ်းနေဆိုတာကိုအတိမပြုတ်နိုင်သေးဘူးလို့ဒေသခံတယောက်က TVB ကိုပြောပါရယ်စစ်ကောင်စီတပ်စစ်ကြောင်းဟာတာကောင်လေးကြွာကိုစစ်ကြောင်းထုံးဝင်ရောက်ကမနက်၈နာရီခွဲလောက်မှာမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး၉နာရီလောက်မှာတော့မတ်လ၅ရက်နေ့ကမီးရှို့ခဲ့တဲ့ဇယက်ညီကြွာကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့ဆိုပါရယ်ရေလေကျွန်းဒေသကိုဖေဖော်ဝါရီလ26ရက်နေ့ကစတင်ကစစ်ကောင်စီတပ်က အင်အား200လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ကြေးရွာဆွေရွာလောက်ကဒေသခံပြည်သူထောင်ထဲချီဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါပါတယ်ခင်ဗျာမြမလီမော်ဈေးကွက်အခွင့်လန်းကောင်းတွေရှိနေပေမဲ့ဘက်တီးရီးယားယောဂဖြစ်တဲ့ရှောက်တံပရာကင်ကာယောဂကိုနှိမ်နင်းနိုင်ဖို့အခက်အခဲတွေဖြစ်နေတယ်လို့လီမော် site တောင်သူတွေကပြောပါရယ်ဟန်နာသတင်းပေးပို့ထားပါရယ်ခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းပေါ်နေရေဦးမှာရှိတဲ့လင်းဝေးအင်ဂျီငွေတောင်ကြောက်ငက် ဆားရဲကြီးရွာတွေဟာလိမ္မော်အကြီးကျယ်ထွက်တဲ့ဒေသတွေဖြစ်ပါတယ်အခုတော့လက်ဖက်နဲ့လိမ္မော်ရောနှောစိုက်ပြိုးတဲ့ဒီနန်ခင်းတွေမှာလိမ္မော်ပင်တွေမရှိတော့သလိုတချို့ခင်းတွေမှာလည်းအပင်ကြီးအရွယ်စားတင်ကြီးတဲ့ရှိမနေပဲအစားထိုးစိုက်ပြိုးထားတဲ့အပင်ငယ်တွေကိုလည်းတွေ့ရပါတယ်ဒါဟာမြန်မာလိုရှောက်တံမြာကင်ကာယောဂါ citrus ကံကကြောင်းလိမ္မောပင်တွေတိတ်ဆုံးပြက်ွယ်သွားတာဖြစ်ပြီးနောက်မျိုးဆက်တွေအကျွတ်လိမ္မောတောင်တူတွေကစိုးရိမ်နေကြပါတယ်။စိုးရိမ်သွားတာဟာ အများကြီးပါဘာလို့ကုသိုလ်ဆိုရင်ကျွန်တော်ကဒီအရာရဲ့လင်္ကတို့မျိုးဆက်အကူရာဟာယောအကူရာဒီလင်္ကကပြတ်ကုန်ခဲ့ဆိုတာကျွန်တော်ကအကူရာမရှိသလိုဖြစ်သွားပါလားဟုတ်ဘာလို့ဆန်လင်္ကမရှိတော့ဘူးဆိုတာစံခစားဟိုအားလုံးရမယ်လို့လို့တရားလုံးရမယ်လို့ရောင်းရောင်းရောင်းဖြစ်ကုန်ပါလားအဲ့တော့လင်္ကကလည်းဘယ်လိုလို့ဆိုစမ်းအရာပြခါ ဆန်ကနေလောက်အားနဲ့အခုနဲ့မတူတော့ဘူး။ရာသီဥတုလည်းမတူတော့ဘူး။ရာသီဥတုအရက်ဖောက်ရာသီဥတုဖောက်တယ်လို့ပဲမြည်တယ်လည်းဘာဖြစ်လို့ဆိုပူမွားတယ်ကမြည်ပူရဲမြားဟာပဲပြန်ပြပူရဲမြားဟာပဲအဲ့လိုဖြစ်ကကတော့မနိုင်တော့ဘူးကလည်းနိပညာမရဘူးနိပညာမရတော့ကိုယ်ကလည်းကိုယ်မှန်တာမှန်အထင်တယ်လို့လောက်တော့ဟာဒါလည်းပဲပြက်ကုန်ခဲ့တာပဲ။ လွန်ခဲ့တဲ့ရှင်းနှစ်ဝန်းကျင်က DBB ရဲ့ခေတ်သစ်လေယာအစီအစဉ်မှာဘော်နေရီဦးတီတာကလင်းဝေးအင်ဂျီစားတဲ့ကြီးရွာရီစီတွားရောက်ပြီးလိန်မော်ဆိုက်ပြိုးထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတွားရောက်ရိုက်ကူးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာလည်းတောင်သူတွေစိုးရိမ်နေကြတဲ့ကင်ကာယောဂါကြားရောက်နေတာဖြစ်ပေမဲ့လက်ရှိအချိန်ထိကကွယ်နိုင်နေနိုင်တာမရှိပါဘူး။ဆိုက်ပြိုးရေးလုပ်ငန်းအောင်မြင်ဖို့မြေမျိုးပိုးဆိုတဲ့မြေစီလွှာကောင်းဝင်ဖို့တိနံမျိုးစိကောင်းဝင်ဖို့ပူးမွှားယောဂါကကွယ်နိုင်နေနိုင်ဖို့အရေးကြီးကြောင်း စိတ်ဖြိုးရေးဦးစီးဌာနကလည်းထုတ်ပြန်ကြပါရယ်ဘက်စုံတည်နံကကွေးစနစ် IPM ကိုအပင်တွေမှာကျင့်သုံးဖို့စိတ်ဖြိုးရေးဦးစီးဌာနကဒေတာရင်းမြစ်နဲ့တင်တော်မဲ့နည်းလမ်းတွေကိုရှာဖွေကြရမှာဖြစ်ပြီးနောက်ဆုံးအခြေအနေကိုရောက်မှသာဓာတုစီဝါတွေကိုအသုံးပြုကြရတာဖြစ်ပါရယ်လက်ရှိမှာတော့ကင်ကာအတွက်အခြားဘက်စုံတည်နံကကွေးရေးနည်းလမ်းတွေမရှိတဲ့အတွက်ဓာတုစီတွေကိုပဲအသုံးပြုနေကြတာဖြစ်ပါရယ်လက်တလောလိန်မောစိတ်ဖြိုးထုတ်လုပ်မှုအခြေအနေနဲ့ပတ်သက်ပြီး ဘော်နေရီဦးကထိတ်တန်းလိမ်မောပညာရှင်ဖြစ်သူဥခင်မောင်ဇော်ကရှင်းပြပါတယ်။ဘောင်ဒီဝါတော့လည်းတော့အခုကဒေဗီယာကံကပြန်နေစီအခုဆိုင်ကိုဆိုင်အခြေရင်ကြည့်တော့ကုန်ပြီရပြတ်တော့တယ်။အခြေရင်ပြတ်တော့ရင်ခုနယောဂါကိုမနိုင်ဘူး။အခြေရင်ကြောင့်ပြန်ပြီးတော့ထွက်လာတာ။ ကိုတလောကအဲ့လိုပဲအဖြေတစ်ခုရှာထွက်တော့အဲဒီကံကာကြောင့်ဗတိရိယကံကာကြောင့်ဖြစ်တာဆိုတော့ဒီအချိန်မှာကံကံကာကိုတတ်တဲ့စိတ်ကနလို angle side cos side အဲ့ဒီဒီကုမ္ပဏီရနေပြီးတော့တင်သွင်းပေးတယ်အဲ့ဒါနေပြီးတော့တောင်းသူကအဲ့မှာတုံးတဲ့ပြီးတော့ဒီမော်ဒီထွက်လာတယ်အခုဒီနေ့အနေနဲ့ကအဲ့ဒီကြီးပြတ်တောက်နေဒီကောမှာမရှိဘူးအခုနှစ်လိမ္မော်ရာသီအတွက်အပင်ပြပြချိန်မှာကင်ကာယောဂါကိုကောက်ွယ်လိုက်နိုင်တဲ့အတွက် ရှင်တန်နေစဲပင်တွင်မှလိမ္မော်အချွတ်ကောင်းခဲ့သလိုဇီးကွက်လည်းကောင်းခဲ့ပါတယ်လိမ္မော်တပိတ်တာကိုပေါ်ဥပေါ်ဖျားလိုင်းလိုင်းပေါ်ချိန်နဲ့လိမ္မော်ကုံချိန်အထိ7900 7600နဲ့7000အထိရရှိခဲ့ပါတယ်ဒီဈေးတွေကလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်အတွင်းစံချိန်တင်အမြင့်ဆုံးဈေးဖြစ်ခဲ့ပါတယ်။ဒါကြောင့်တောင်တန်းတီတာနေပြည်သူတွေအားထားကြတဲ့လိမ္မော်ဒီနန်ကရတဲ့ဝငွေတင်ငင်လာဖို့ကပိုးမောယောဂါကောက်ွယ်နိုင်ဖို့အပြင်လွန်ခဲ့တဲ့ရှင်းညတာကာလအတိုင်း မပြောင်းမလဲရှိနေတဲ့လမ်းအရေးအတွေးတွေကိုလည်းပြပြင်ပေးဖို့လိုအပ်တယ်လို့တောင်သူတွေကဆိုပါတယ်။ဆန်နစ်ပင်းကမှတန်းတန်းနဲ့ဆောင်လမ်းမဆောက်တဲ့ပြောင်းလဲမှုတိုင်းရှိသေးလောက်ပါ။အဲကျွန်တော်တို့ရနာသမားနဲ့ခက်ခဲတဲ့တွားလို့လို့တအားဖြစ်တဲ့နေရာမှာတော့ကုထုကုထားတယ်နဲ့တော့ခပင်းအဲ့လိုပဲတွားလာနေရပါလား။အလားနေရပါမလား။ဟိုလောဆောင်တဲ့မှာဈေးကတော့ခုလိုလမ်းမဆောက်တဲ့ဤကောင်းမှာပုံပင်း ကောင်းလာနေမယ်လို့မျှော်လင့်နေပါတာအဲအဲမူဇမ်မန်ဆိုရရတော့ချိန်ရရှိအောင်ပါနော်အဲရှောက်တံပြာကင်ကာယောဂါယအသီးတွေဟာစားသုံးဖို့အတွက်ဖြစ်နိုင်ပေမဲ့လည်းဈေးကွက်အတွင်အသီးမလာတာကြောင့်တံဖိုးရကြတာရောင်းတန်းမှုဝင်တာတွေဖြစ်စေပါတယ်ရှမ်းပြည်တောင်ပိုင်းအတွင်းလိမ္မော်ဆက်အေကတထောင်တထောင်ကျော်ရှိပြီးရက်ဆောက်ရွာငံပင်လောင်ကလောမြို့နယ်ပလောင်တောင်ကျေးရွာကျောက်တလုံးကြီးနယ် ခြေကောင်းကြီးဝါရီကလိန်ငေါ်ကိုအဓိကဆက်ပြူကြတယ်လို့လီမောစိုက်တောင်သူတွေစီကသိရပါဗျ။ကျမဟန္နာပါ။အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာနဲ့သူ့အနီးတစ်ဝိုက်ရှိမြို့အသေးစားလေးတွေမှာမတ်လ၄ရက်နေ့ကရေလွှမ်းမှုတွေကြောင့်လူထောင်ပေါင်းများစွာကိုဘေးလွတ်ရာကိုရှေ့ပြောင်းခဲ့ရကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။လမ်းမဲရက်အနှံငယ်အတွင်မိုးသည်ထန်စွာရာသွန်းနိုင်ကြလဲခံမှန်းထားပါတယ်။မတ်လ၃ရက်နေ့ကလေးကမယမနာမိုးရွာသွန်းခဲ့တာကြောင့်မြို့တော်ဂျာကာတာနဲ့အနီးတစ်ဝိုက်မှာ 3မီတာအထိရွေလွှမ်းမိုးခဲ့ကြောင်းနိုင်ငံရဲ့သဘာဝဘေးရန်ရဲ့အေဂျင်စီကထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။တချို့လမ်းတွေပိတ်ဆို့သွားပြီးအင်ဂျီတထောင်ကျော်နဲ့ကားအမြောက်အများနှိမ့်ရခဲ့ပါဗျ။အရှိတ်ချံပကာစီမြို့ရှိစစ်ရုံတရုံကိုလည်းရွေတွေဝင်ရောက်လာခဲ့ပြီးတချို့လူနာဆောင်တွေရင်းနှိမ့်ရသွားတာကြောင့်လူနာတွေကိုတခြားအဆောက်အုံတွေစီမဖြစ်မနေရွှေ့ပြောင်းပေးခဲ့ရပြီးတော့စစ်ရုံရဲ့တခြားနေရာတွေမှာလည်းလျှက်စင်ပြီးပြတ်တောက်ခဲ့ပါဗျ။ ဘကာစီမြို့ရှိအင်ယာအဆောက်အုံတစ်ခုမှာမနက်၄နာရီခန့်ကရေကြီးရေရှမ်းမှုတွေအတွင်းပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဆယ်ဖို့အတွက်ကယ်ဆယ်သမားတွေဟာပေါင်အထိမြင့်တဲ့ရေထဲကနေရဘာလီတွေကိုမောင်းနှင်ခဲ့ကြတယ်လို့ Writers သတင်းထောက်တွေကိုပြောကြပါဗယ်။ရေတက်တာဟာအရန်မြန်ဆန်ပြီးဘာပစ္စည်းမှတင်ဆက်ဖို့အချိန်မရှိလိုက်ဘူးလို့ဒေသခံတွေကပြောပါတယ်။လူဦးရေတန်း30ကျော်နေထိုင်တဲ့ Greater Jakarta မြို့ပြ area ဟာရေကြီးမှုထံကိုပုံမှန်ခန်းစားနေကြရတာပါ။ ဒါပေမဲ့ပြည်တွင်းမီဒီယာတချို့ကတော့လက်ရှိအခြေအနေအရအထူးသဖြင့်ဗကာစီမြို့မှာ2020ခုနှစ်နောက်ပိုင်းအဆိုအဝါဆုံးဖြစ်ကြောင်းဖော်ပြခဲ့ကြပါတယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ